ဒါလည်းရတော့တပည့်တော်နိုင်ငံမှာဆင်ကျင်စရာလေးလို့တပည့်တော်ကအောက်မေ့မိတာပါပဲ။ဘာဖြစ်လို့လဲဆိုတော့စောစောပိုင်းကာလတုန်းကနယ်ဘက်မှာဘုန်းကြီးတပါးဂုံပြူပွဲလုပ်တဲ့လုပ်တဲ့အခါကျတော့ကုံကြစဲက350လောက်ရှိတယ်ဆိုပဲ။အဲ့ဒီ350ဘယ်လိုကုံသွားတာတော့ကြည့်လိုက်တဲ့အခါကျတော့ ူကဆိုင်းနေဝိုင်းနေအဆိုးတွေအကားတွေအဲ့ဒါတွေကိုယ်တိုင်ကြွေးချယ်ပြီးတော့ငှားပေးတယ်ဒါဟာမာရာပဲအမှန်ပါတယ်လားပြီးတော့ဝိနိတ္တဟာဘုအမြားဖြင့်ကြည်ရင်လည်းပဲယဟန်အနေနဲ့နိစ္စဂိတတိခါဘုပြတ်တာပဲပရိဝါပါဠိတော်မှာလည်းပဲမြတ်စွာဘုရားကဒါကိုယ်တော်မမြည်ဘူး ကိုယ်တို့မမြင်တဲ့ဒါနာဆိုပြီးတော့ဟောရတာရှိတယ်မစ္ဆာရဏသမစ္ဆာရဏအယတ်သေးစားအလူပွဲသလန်းသဖြင့်အလူသုဒ္ဓနိယကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဒါနာမမြင်ကိုယ်တို့မမြင်တဲ့ဒါနာကိုယ်တို့မရတဲ့ဒါနာလူတော့လူတာပဲသူများကိုပေးတာကန်တာကတော့ဒါနာပဲသို့တော့ကုသိုလ်တော့မရကုသိုလ်မရတဲ့ဒါနာမျိုးဖြစ်တာပေါ့နော်အဲ့ကြတော့ညာသီလာလည်းပြတ်တယ်လို့နောက်ပြတော့ကုသိုလ်လည်းမရပဲနဲ့ငွေတွေအလကား ဆုံးရှုံးသွားတာဒါရမတွေကဒီငွေတွေကိုအလကားရတာရဘူးအဲ့နယ်မှာဂုံယူပွဲလုပ်တယ်ဆိုအဲ့နယ်မှာရှိတဲ့ဒါရမတွေကရောစတောင်းသားတွေသူတို့ချွေးနေစားလေးတွေစူဆောင်းပြီးတက်နိုင်သမျှလူကြတယ်တချို့ဆိုရင်ဟလာရွာတရွာဂုံယူပွဲလုပ်မယ်ဆိုတဲ့အိမ်ဘလောက်ဆိုခွဲရတာနော်အဲ့ရှိတဲ့လူကသိကိစ္စမရှိမှမရှိတဲ့လူဆိုရင်တားပြီးတော့ဒါမလွယ်ဘူးပေါ့လေတချို့ကတရားတရားကြောင့်မို့တာလူကြရတာတထောင်လည်းမလွယ်ဘူးနှစ်ထောင်လည်းမလွယ်ဘူးသူတို့မှာအမှန်ကဖျားဟောလည်းမဟုတ်သလိုနောက်တစ်ခုဦးဇင်းတို့ပူဇာစပူဇာနေရမင်္ဂလာနဲ့လည်းကိုက်ညီမှုမရှိဘူး မြတ်စွာဘုရားယရဏသုံးပါဘုရားတရားတန်ခါကိုပူဇော်တဲ့ဒါဘုံပြုပူဇော်ဝဲဆိုတော့တန်ခါပူဇော်တဲ့ပြည့်ပွဲပေါ့လေအဲသူစံမွေးတွေပါတဲ့အောင်းလဲဆိုရင်တော့လေဒါစာပေကိုပူဇော်တဲ့ဓမ္မပူဇာပွဲပေါ့ဒီလိုပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လို့ဘုရားတရားတန်ခါယရဏသုံးပါကိုပူဇော်တာအဲ့ဒီနေပူဇော်ရမယ်လို့ဘုရားဟောမရှိဘူးပူဇော်ခြင်းမှာအာမိဒပူဇာဓမ္မပူဇာနှစ်မျိုးရှိတယ်အာမိဒပူဇာဆိုတာပစ္စည်းလက်လာပါနဲ့ပူဇော်တာအဲ့ဒါကအကြောင်းလို့ဘာလို့သင်္ကန်းအဆက်တဲ့ပစ္စည်း ကပိယပစ္စည်းတို့ကပိယဥထုတို့ကအပ္ပစတပစ္စည်းနဲ့ပူဇော်မှာပူဇော်ရောက်တာမြတ်စွာဘုရားကိုမာစတပစ္စည်းတွေအစိုးရအကတဲ့နဲ့ဘုရားတော်ကြီးပူဇော်ဘုရားလက်ခံပါမှာအားကြောင့်လည်းဘုရားရှိတော်မြတ်စွာဘုရားအသိချီးကျူးစရာကောင်းတာပဲဆိုတော့မြတ်စွာဘုရားကိုဒါမှမဟုတ်လည်းဘုရားတပည့်ဣတရက်ဘွဲရအတန်ကားတို့ဣတရက်ဘွဲရလို့ဆိုပြီးတော့သာသနာတော်မှာဣတရက်ဘွဲလောက်မြင့်မြတ်တဲ့ဘွဲတွေရှိပါမလားရှိဘူးနော်အဲ့လိုဘွဲတဲ့တွေရတာမှဒါရမတွေကကြောင်းနေလာပြီးဆိုင်းဝိုင်းတွေအစိုးရအကတွေအတိတွေအမှုတ်တွေနဲ့ရတုတွေအေကန်တွေအေကပိုင်းတွေနဲ့တခါတော့ပူဇော်နေတာမျိုးများရှိလား ်ရှိဘူးเนาะဒါဖះနှစ်သက်တဲ့ကိစ္စမဟုတ်ဘူးမနှစ်သက်အောင်လည်းမကဘူးဥစ္စာတော့ကုသိုလ်လည်းပဲမရဘူးဒါကအကုသိုလ်ဖြစ်နိုင်ကြောင်းပဲเนาะအကုသိုလ်ဖြစ်နိုင်ကြောင်းလောဘတဏှာဖြစ်နိုင်ကြောင်းပဲဒါကဖြစ်နိုင်ကြောင်းပဲဒါတွေကဒီနေ့ခေတ်ကုန်ပြုပူဇော်ပွဲဆိုတဲ့ပွဲလမ်းတွေမှာစက်တွေအငိတ်တွေငားတဲ့ခါမင်းသမီးတွေမင်းသားတွေဘာတွေဆိုဘလို့ကရတယ်ဆိုတော့တို့ပြောပြောစရာတောင်းမလို့ပွဲလမ်းတပင်နဲ့သူတို့ဆိုတာကတာနေနဲ့ဘာမှမဆိုင်ဘူးတို့ရတယ်မလုံးတလုံးတွေဝက်ပြီးတော့ ဒါဆိုခြင်းရာဆိုအော်ခြင်းရာအော်နဲ့ဘယ်နေရာကုတွေရအကျိုးပွဲလမ်းလောက်အရာရံဖြစ်ရဲရထိုင်ဘုန်းကြီးတွေရထိုင်ဒါလည်းဘုန်းကြီးကလူမိုက်ဖြစ်ရောဟုတ်လားအလေဟာရွာသားတွေရဖြစ်ကြဘုန်းကြီးတွေကဒုတ်တကားကားနဲ့ဓမ္မီတဝင်းဝင်းနဲ့ကောင်းသေးလားမကောင်းဘူးလားအပြောတာဟာတခါတည်းတောက်ကြစားကြမူးကြရမ်းကြနေအလောင်းစားဝိုင်းနေဆိုလက်ကျိုးထုံးမလွယ်ဘူးဘယ်လူများပူဇော်လဲအဲ့ပူဇော်ပွဲတယ်မားတယ်နော်အစမတို့တိလားလူစီအောင် လူတိထင်ရှားဖြစ်အောင်ကြော်ကြအောင်လုပ်တာညတတ်တတ်ပဲကုသိုလ်လဲတာကမရဘူးခွန်ကြီးတွေကိုယ်တိုင်ကလည်းတားမြစ်တဲ့နေဓမ္မရီကလည်းငါတို့တတ်နိုင်လို့လုပ်တာပဲလို့မလုပ်တဲ့ဘူးဘာဖြစ်လို့ဆိုတော့တပြုတ်နိုင်ငံကချမ်းသာနေတဲ့နိုင်ငံမဟုတ်ဘူးနော်ချမ်းသာနေတဲ့နိုင်ငံမဟုတ်ကိုယ်ချမ်းသာနေပြီမဲ့လို့တိုင်းပြည်မှာလိုအပ်နေတာအများကြီးပဲအရှင်ပြတော့ခုအမြင်ပဲစစ်ဘေးနဲ့အပြရခုရေဘေးနဲ့တစ်ခါတစ်ခါမိလောင်တက်လို့မိဘေးနဲ့ဒီဒုက္ခပေါင်းစုံနဲ့ဒုက္ခစားရမယ်တောက်ရမယ်ဖြစ်နေတဲ့လူတွေမရှိဘူးလား ေးအဲ့လိုအကျိုးမဲ့ကုံမာနဲ့ဆိုင်အဲ့ဒီလိုလိုအပ်တဲ့နေရာတွေသွားလှူလိုက်ပေါ့မကောင်းဘူးလားကောင်းတယ်မိဘမဲ့ခင်ရတယ်မှာတချို့မိဘမဲ့ခင်ရတယ်မှာဆံမလောက်လို့တို့စီမလောက်လို့တို့ဘဝရေးသားတွေမှာနေစရာမပြည့်စုံလို့တို့အများကြီးပဲမို့လားတိုင်းမှာလိုအပ်နေတာနော်အကျိုးမဲ့မကုံစေတင်ဘူးပေါ့အထိုင်တိုင်းတိုင်းတိုင်းလောက်တယ်သိန်း150ကုံသွားတယ်တဲ့အဲ့ကုံဒီဘက်မှာသိန်း150ကုတူရလိုက်လားအကုတူရသွားအကုတို့ရသွားတယ်နော်ဆင်းဆင်းချင်းချင်းဖိနေတဲ့လောက်တဲ့တန်ဃာတွေဘက်ကလည်းထိုင်းနေတယ်ဒါရမတွေလည်းပဲဒါတွေကိုထိုင်းနေနေနေလောက်တဲ့ ဘုရားဟောတယ်လည်းညညမှုမရှိဘူးဘာပူဇော်ရမှလည်းမရဘူးတော့ဓမ္မတွေတော့ဝန်တော့ဝန်ဖို့ဖြစ်တယ်နော်ကုံပြီးတော့ကုသိုလ်မရဘဲနဲ့အကုသိုလ်ရတယ်ဟာလေလားအဒီပွဲလာတဲ့ဘယ်လဲကြောင့်ကြည့်လိုက်မယ်ဆိုဘွေးထွက်ဆိုးချိုးကြီးကောင်းချိုးကိုမတွေ့ဘူးတက်စွာဘုရားလက်ထက်တော်မှာဒီအရိယသူတော်ကောင်းတွေကဒီလိုပူဇော်ရမယ်လို့ချီးမွမ်းအံ့ဩပြောတာဘူးမှမရှိဘူးနော်ရရလည်းရေဆရာတော်ဘုရားကြီးဆိုလို့ရှင်ပါပြောလေရှုရှင်ဆရာတော်တို့လည်းရေဆရာတော်တို့ကတစ်နှစ်တစ်ခါငရဲရှာလူရွာ ဖျားပွဲဟိုတနေ့တခါတော့မဟုတ်ပါဘူးနော်ငရဲစားတဲ့လူရွာပူဇော်ပွဲတနေ့တခါငရဲစားလူရွာဖျားပွဲတနေ့တခါငရဲစားလူရွာဆင်မြူပွဲတနေ့တခါငရဲစားလူရွာကထိန်ပွဲတနေ့တခါငရဲစားလူရွာဂုံပြူပွဲအကုန်ထက်ရမလို့ဖြစ်နေတယ်ဟုတ်လားအကုန်မလို့ဘဲနဲ့ဖျားဟောမဟုတ်ဘဲနဲ့ကိုထင်ရကိုချဲ့ထွင်ပြီးလောက်ကြတယ်အကိုရှိလို့ကိုလို့ထားပဲလို့အပေါ်မထားစေချင်ဘူးဦးဇင်းတော်ကဒီလိုတွေပြောတယ်ဆိုလို့ဘာမှ အာကိုရောမနာလိုဝန်တို့အိဒါမစ္စရိယာမဖြစ်နေရသလားဘာဖြစ်เสียရရှိလဲဥစဉ်တို့ပတ်စံမှာမဟုတ်ပဲဥစဉ်တို့ငွေကြေးမှာမဟုတ်ပဲဥစဉ်တို့ဥစ္စာမှာမဟုတ်ပဲနော်ဘာမှဖြစ်เสียအကြောင်းမရှိဘူးနော်ဥစဉ်တို့ဒီလိုပြောလိုက်လို့လေဥစဉ်တို့ဘာမှမရဘူးနော်မပြောလို့လေဥစဉ်တို့ဘာမှမရဘူးဘာမှဥစဉ်အတွက်ကောင်းကျိုးဆိုးကျိုးမရှိဘူးမရှိတော့ဘာဖြစ်เสียရမရှိဘူးသို့တော့ဥစဉ်တို့အတိုင်းပြည်ရတကယ်ဒီနေ့ခေတ်သတင်းတွေနားထောင်ကြည့်လိုက်နော်ဒုက္ခရောက်နေတဲ့သတင်းတွေအများကြီးပဲကြားနေရအကြတော့လိုအပ်နေနေရတယ်အများကြီးပဲအကျိုးမဲ့ကုန်ပါတဲ့ဆိုင်အကျိုးရှိတဲ့နေရာမှာအကျိုးရှိရှိ အသုံးချနိုင်ရင်ပို့ပြီးတော့ကောင်းမယ်လို့ဥစဉ်နေနဲ့ဒါအကြံပြုလိုတာပေါ့နော်ဒါဓမ္မတွေရောဒါအရှင်မြတ်တို့လည်းနှိစေရတာဓမ္မတွေဒါကိုတဏ္ဍလောက်ပြောကြအာသိန်းတရားနာတဲ့အကုသို့ဆိုပြီးတော့တပြီတော့အရာအတိပေးစကားပေါ့လေအတိပေးတာလည်းဖြစ်တယ်လို့အကျိုးရှိအောင်လို့အကျိုးရှိရှိဖြစ်သွားအောင်လို့ပူဇော်ခြင်းအစစ်မှန်တယ်လေပူဇော်တတ်သွားအောင်လို့တကယ်မြတ်စွာဘုရားနှစ်သက်တဲ့ပူဇော်ခြင်းဘုရားချင်းမှသောပူဇော်ခြင်းသာဓမ္မတို့ဓမ္မပရိပန္နပူဇော် စာတင်ထားလို့ဘွဲရရတဲ့ပုံကိုဆိုရင်လည်းအဲရထားတဲ့ဘွဲတစ်စက်အတိုင်းတင်ချင်းကျင့်ချင်းဆိုတဲ့လာပฏิပတ်အလုပ်နဲ့ပူဇော်ရမှာအားရလားဒါဓမ္မတွေလည်းပူဇော်ကြတယ်ဆိုရင်အာမိတာပူဇာအာမိတာပူဇာပစ္စည်းလေးပါးကိုတက်နေတယ်လို့ထောက်ပံ့ပြီးတော့ပူဇော်ရမှာသူရဲ့သာသနာပြုလုပ်ငန်းနဲ့အောင်မြောင်ကုညီရမှာဒါမှပူဇော်တာပဲနော်အဲအဲ့ဒါပူဇော်တာအစစ်အဲ့လိုမဟုတ်ဘဲနဲ့တခါတည်းပွဲလမ်းတစ်ပင်တည်းပြောစရာပါစရာတွေနဲ့အလကားအကုန်ကြခံပြီးလှုပ်တာကတော့ရှော့တင်ပြီးဆန်းဆန်းချင်းချင်းထိုင်နေတဲ့တဲ့လှုပ်တင်ပြီး 遇到着天来了。